ါရှင်။နိုဝင်ဘာလ10ရက်တနင်္လာနေ့ရေရွှေကုန်းရန်ကုန်ထွေတင်းဆောင်လင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့2025-2026ခုနှစ်မိုးစပါးဆန်ခွက်ရိတ်သိမ်းပွဲတောင်သူများသူနေကြာမျိုးစီများဒရမ်စီတာများဖြန့်ဖြူးပေးရခြင်းနဲ့သစိမ့်မြေဩစာကျဲပတ်ဆိုင်ပြိုးဝဲအခမ်းအနားကျင်းပတဲ့တင်2025-2026ခုနှစ်မိုးစပါးဆန်ခွက်ရိတ်သိမ်းပွဲ ကြောင်သူများတို့နေကြမျိုးစေ့များ drum sitter များဖြန့်ဖြူးပေးခြင်းနဲ့တိတ်ဆိတ်မြေဩဇာကျက်ပတ်စာပြုပ်ဝဲခန်းနာကိုနိုဝင်ဘာ9ရက်နေ့နဲ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးလက်ကူမျိုးနဲ့တနက်ပြင်းကြီးရွာတောင်သူဦးအောင်တင်တန်းရဲ့လက်မျိုးတွင်ကျင်းပကြောင်းသိရပါတယ်။အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းဒိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များခရိုင်မျိုးနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတောင်သူများနဲ့တာဝန်ရှိသူများတက်ရောက်ကြပါတယ်။ အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအဖွဲ့အမစကားပြောကြားရာ drum seater ဖြင့်စပားဆိုင်ပြူရီနေစနစ်များကို2023ခုနှစ်နှူစပားရာသီမှစ၍ဆောင်ရွက်ခဲ့ကြောင်း drum seater ကြည်ကြည်ပြည့်ပြည့်အသုံးပြုခြင်းအပြင်တောင်သူကြီးများအတွက်ပြုံးနှုတ်ဆိုင်ပြူခြင်းလောကကုန်ကြဆေးကိုတက်တာစီခြင်းအချိန်ကုန်တက်တာစီခြင်းနှင့်တီးနှက်များညီညာစွာပေါရောက်စီခြင်းတို့ကြောင်းပန်းနိုင်အထံလုံးပြည့်မီကြုံလုံးအောင်တိတိယောက်ဆောင်ရွက်နိုင်ပါကြောင်းနှင့်နိုင်ငံရေးစီးပွားရေးကဏ္ဍအောင်မြင်ရေးအတွက် ရေရရှိသည့်အဓိကအကြဆုံးအခြေခံအုတ်မြစ်ဖြစ်ပါကြောင်းပြောကြားပါရစေ။အဲဒီနောက်ရန်ကုန်တိုင်းဒေသကြီးစေဝါရယာဝန်ကြီးဦးမျိုးမြောင်ကအမှာစကားပြောကြားပါရစေ။အဲ့နောက်မှာတော့လေကုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်ဝင်းလိုင်ကလေကုခရိုင်တွင်စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို၎င်းရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှခိတတိုင်းဒေသကြီးဦးစီးမှုဦးတင်နိုင်ကမိုးစပါးစိုက်ပျိုးမှုအခြေအနေများကို၎င်းရန်ကုန်တိုင်းဒေသကြီးစက်မှုလျာဦးစီးဌာန တိုင်းဒေသကြီးဦးစေးမှုဦးတမောင်ကြီးကတိုင်းဒေသကြီးအတွင်း drum setter များဖြန့်ဝေအသုံးပြုမှုအခြေအနေများကို၎င်းရှင်းလင်းတင်ပြကြပါရယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများကတောင်သူများအား drum setter များနှင့်နေကြမျိုးစိတ်များကိုပေးကြပါရယ်။ အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစုသိန်းနဲ့အဖွဲ့ကမူစဘာဆံကွက်အားရိတ်သိမ်းချွေလေးဆက်ဖြစ်ရိတ်သိမ်းနေမှုတစ်စိမျောစာပတ်စံလျှော်ကျက်ဘက်ဆက်ပြုံးနေမှုများနဲ့ပြသထားတဲ့ drum sitter များဆက်ပြုံးရေးလုပ်ငန်းသုံးအနိုင်တင်ဆိုလာနှစ်ချက်တွဲရိတ်တင်ဆက်များနဲ့ကောက်ဆိုင်ဆက်များစဘာမျိုးစိနမူနာများတက်မြီဩစာများဝိမုံကူမဲ့ပြားသစ်တာခွန်များနဲ့ဆက်ပြုံးရိတ်သုံးပစ္စည်းများစသည်တွေကိုလှည့်လည်ကြည့်ရှုအားပေးပါရယ်မူစဘာဆံကွက်ရိတ်သိမ်းပွဲတွင်တောင်သူဥအောင်တင်တန်းရဲ့လေကူစီစီရိတ်သိမ်းရာ တအေကလည်းစပါတင်အချောက်ထန်နှုံ112တင်ထွက်ရှိကြောင်းသိရပါရဲ့ရှင်။ဒီသတင်းကိုတော့ဇွဲထက်ကူကပေးပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်တွင်မိုးစပါဆန်ခွက်ရိတ်သိမ်းတဲ့တင်။ရှမ်းကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွင်စီတာစနစ်ဖြင့်စိုက်ပျိုးထားတဲ့မိုးစပါဆန်ခွက်ရိတ်သိမ်းပွဲကိုနိုဝင်ဘာ9ရက်နေ့နဲ့ပိုင်းကကျိုက်စကိုင်းကျေးရွာဆန်ပြခွက်တွင်ရှိတောင်သူဒေါ်ဆန်းဆန်းကြီးရဲ့လက်မည်မှာကျင်းပကြောင်းသိရပါရယ်ဆန်ခွက်ရိတ်သိမ်းပွဲသူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးခမောင်စု မြို့နယ်မြေစင်းဦးစီးဌာနမြို့နယ်ဦးစီးမှုဦးစော်ဝင်းထွန်းနဲ့ဝန်ထမ်းများစိုက်ပျိုးရေးဦးစီးဌာနကွင်းဝန်ထမ်းများကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနဲ့ဒေသခံတောင်သူများတက်ရောက်ပြီးတောင်သူတော်စန်းစန်းကြီးရဲ့မူစပါစင်သူခဆိုင်ခင်၃ညတက်သမ၃ညတုံညတအေကစံကွက်ကိုရှိတ်သိမ်းချွေလျာမှာတအေကအထွန်းလုံးအစူတင်139တက်သမ15တင်ထွက်ရှိပြီးအခြားအထွန်းလုံးမှာတအေက137တက်သမ35တင်ဖြစ်ကြောင်းသိရပါတယ်ရှင်ဒီတဲ့င်းကိုတော့ဝိရီကပေးပို့လာတာပါ ထမှန်တင်ဆက်ပေးပါကတော့မော်ဘီမြို့နယ်တွင်စီထွက်သည်နှင့်စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံနေတဲ့ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်တွင်2025-2026ခုနှစ်စီထွက်သည်နှင့်နေကြာစီမံကိန်းရထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ရေးကိုနိုဝင်ဘာ9ရက်နေ့နက်ပိုင်းကမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဦးစီးဌာနမှတာဝန်ရှိသူများတွင်ဆင်၍တောင်သူများနှင့်တွေ့ဆုံကြောင်းသိရပါသည်အဲ့ဒီလိုတွေ့ဆုံရမှာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးပြည့်ဖြူမောင်နှင့်အဖွဲ့ဝင်များ စာပြောရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးမြတ်ကျော်ကျေးလက်လန်မြို့နယ်ဦးစီးမှုဦးဝေစုစီမံကိန်းဦးစီးဌာနမြို့နယ်ဦးစီးမှုဒုံကူဝါကျော်မြေစင်းဦးစီးဌာနမှမြို့နယ်ဦးစီးမှုဦးထွန်းတော်ဝင်ငါးလုံငန်းဦးစီးဌာနမှမြို့နယ်ဦးစီးမှုဒေါ်ဝင်းပပသိန်းမြို့နယ်တမဦးစီးမှုဒေါ်နွိအောင်တို့ကတောင်သူများနဲ့တွေ့ဆုံပြီးစီထွက်သည်နံနေကြာစိုက်ပြူးရန်စီမံကိန်းရထားချက်ပြည့်မီစွာစိုက်ပြူးနိုင်သူအားဆွေးနွေးကြောင်းသိရပါသည်။မော်ဘီမြို့နယ်အတွင်းမြစ်ကျူးတွင်200အေက ရွှေမြရာကြည်ရွာတွင်30ဧကာညောင်ကုန်းကြည်ရွာတွင်80ဧကာမြောင်းတကာကြည်ရွာတွင်50ဧကာလဲငုတ်ချောင်းတွင်50ဧကာကံကလေးကြည်ရွာတွင်20ဧကာစစ်စုပေါင်း120ဧကာစိုက်ပျိုးမှဖြစ်ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဝင်းစုံကပေးပို့လာတာပါပြည်သက်များရှင်ရွှေရံကုန်ရဲ့ရန်ကုန်ထွေသတင်းဆော်လင်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပြည်သက်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။